စစ်ကောင်စီဟာမနက်ဖြန်မှာကြာရောက်မဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုပြည်သူတွေပါဝင်စုတောင်းမှုတွေမလုပ်နိုင်ဖို့နေရာတိုင်းမှာစစ်ဆေးမှုတွေလှုပ်ဆောင်နေခဲ့ပါတယ်။ဒီကနေ့ဇွန်လ16ရက်နေ့မနက်ပိုင်းမှာရန်ကုန်မြို့ရွှေကောင်ဖျားပေါ်မှာစစ်ကောင်စီလက်အောက်ခံတွေဟာအယက်ဝတ်တွေဝစ်စင်ပြီးဖျားပေါ်လာတဲ့လူငယ်တွေကိုဖမ်းဆီးစစ်ဆေးမှုတွေလှုပ်ဆောင်နေပါတယ်။အင်ဂျီဖြူရောင်အပြာရောင်ဝစ်စင်လာသူတွေပန်းကင်လာသူတွေကိုဖျားဝမှာဖန်စီပြီးဆက်ဆဲမှုတွေလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ရန်ကုန်မျိုးကန်တွင်စီကနေသိရပါဗျ။ စစ်ကောင်စီရဲ့ဝါဒဖြန့် channel တွေမှာလည်းမနေ့ပြန်မှာပန်ပန်သူတွေအင်ကြီးအဖြူရောင်အပြာရောင်ဝစ်စင်သူတွေကိုဖန်စီသွားမယ်လို့ချင်းချောက်ရေးသားနေပါဗျ။ဒါဟာဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆိုတောင်းကိုပြည်သူတွေမပါဝင်နိုင်အောင်လှုပ်ဆောင်နေတာလို့တော်လိုင်းအင်အားစုတွေကဆိုပါတယ်။တစ်ဖက်မှာလည်းတော်လိုင်းအင်အားစုတွေကစွ18 birthday campaign ကိုလှုပ်ဆောင်နေပြီးဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆိုတောင်းဗီဒီယို၈၀၀ကိုထုတ်လွှင့်တင်ဆက်နိုင်ဖို့ပြင်ဆင်နေပါတယ်။ ဒီကနေ့ဇွန်လ16ရက်နေ့ညနေပိုင်းမှာတော့ဖေးပို့လာတဲ့မွေးနေ့ဆိုတောင်းဗီဒီယိုပေါင်းဟာ1000ကျော်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။